Eu de Nazaré. Reporting us out of that. So my passion is okay, no? my strength. So I'll say after them, ba, nae, ata chape. I am we have အရင်ဆုံးပြောအင်္ဂလိပ်သာမှာဆိုရင် four skill လို့ပြောကြရပါတော့ reading writing listening uh speaking ဒီလေးခုလို့ပြောကြရပါတော့အဲ့လေးခုကပြန်ပြောပါလို့လဲဆိုတော့ vocabulary နဲ့ grammar လေးလို့ reading listening writing speaking ဒီဟာအပြင်ဘာပဲလို့လဲဆိုတော့ vocabulary စာလုံးပေါင်းတွေစာလုံးတွေအများကြီးပွားသိရမယ် grammar လေးတွေဆိုတော့ဒီညမှာနည်းပြောမယ်ဆိုတော့ရှင် pure the reading နဲ့ listening ကကြတော့တိုတက်အောင်လုပ်ရတာလွယ်တယ်။ဘာဖြစ်လို့လွယ်တာလဲဆိုတော့သူတို့ကို receptive skill လို့ခေါ်ရပါတော့ receptive skill လို့ဘာဖြစ်လို့ခေါ်လဲဆိုတော့သူတို့ကအာ ကိုကဒီဟာဒီ language ကိုဒီ scale တစ်ခုကိုကိုက absorb လုပ်ရတယ်ပေါ့အာ reading ဆိုလို့ရှိရင်ကိုများများဖတ်လို့ရှိရင်များများရတယ်မြန်မြန်ဖတ်နိုင်တယ်ပေါ့နော် listening ဆိုလို့ရှိရင်လည်းကျောနေတိုင်းအင်္ဂလိပ်စာနားထောင်တယ် BBC သတင်းတွေနားထောင်တယ်ဆိုလို့ရှိရင်ကွာတဖြည်းဖြည်းနားရဝလာတယ်ဘာပြောပြောနားလေလာဆိုဒီ scan တစ်ခုကကြတော့ကွာ absorb လုပ်ရတာကွာလက်ခံရတာပေါ့နော်တနည်းအားဖြင့်ဆိုလို့ရှိရင် writing နဲ့ speak ကကြတော့ကွာထုတ်ပြရတာ writing ဆိုလို့ရှိရင်လည်းကွာရေးပြရတယ်အဲ essay တွေရေးပြရတယ် letter တွေရေးပြရတယ် paragraph တွေရေးပြရတယ် speaking ဆိုလို့ရှိရင်လည်းအဲ့လိုပဲကွာကိုသင်ထားလို့မရဘူးလူစကားနဲ့အဲတခြားတယောက်နဲ့ပြောရတာကွာ speaking ပြောရတယ်ကိုယ် speaking စွမ်းရည်ကိုထုတ်ပြောရတယ်ထုတ်ပြရတယ်ပေါ့နော်အားကြောင့်မလို့ဒီ writing နဲ့ speaker ကြတော့အဲ့လိုမျိုးဒီ productive scale ထဲမှာပါတယ်ပေါ့နော် reading နဲ့ listening ကကြာကို absorb လုပ်ရတာကိုမြန်မြန်ဖတ်လဲကိုသိလဲကိုမြန်မြန်ဖတ်နိုင်လဲကိုအပေါ်မှာပဲရှိတယ် listening ကအဲ့လိုပဲကိုမြန်မြန်နားထောင်လဲနားရွာလာမယ်အကုန်လုံးနားလေလာမယ်သူပါကိုထုတ်ပြเสียမှာလို့ writing နဲ့ speaking ကကြာတော့ထုတ်ပြရတယ်ရေးပြရတယ်ပြောပြရတယ်အားကြောင့်မလို့ writing နဲ့ speaking ကကြာတော့နည်းနည်းခတ်တဲ့ဒီ scale တစ်ခုပေါ့နော် reading နဲ့ listening ကကြာကိုသိရှာလောက်သွားမယ်ဆိုလို့ရှိရင်အချိန်တစ်ခုရောက်တဲ့အခါတိုးတက်လာမယ် vocabulary နဲ့ grammar ကကြတော့ဒီ scale ၄ခုရဲ့ခေါင်းကိုင်လို့ပြောပြရတယ်ပေါ့နော် vocabulary မသိဝင်တဲ့စာဖတ်လို့မရဘူး listening နားထောင်လို့ရှိရင်နားလည်းမမဟုတ်ဘူး writing လေးသိချင်ရေးတတ်မှမဟုတ်ဘူး speaking လေးပြောတတ်မှမဟုတ်ဘူးအဲ့လိုပဲ grammar လည်းအဲ့လိုပဲ grammar ဆိုတာ your vocabulary အဲ့လိုမျိုး sentence တွေစီတဲ့အခါသုံးရပေါ့နော် grammar pattern လို့ရှိတယ်ဆိုတော့ဒီအမ်၆ခုရှိတယ်အင်္ဂလိပ်စာလုပ်တယ်ဆိုတော့ဒီမှာဆိုလို့ရှိရင် I'm a wicked speaking go speaking အဲ uh, Buddhist in our speaking မှာအာနေရကြောင့်မ speaking I'm our guest speaker. And um, Radio. Hmm? Friday, Friday. Speaking at Friday. Arwa Jaro. Improve So I want to improve my vocabulary. Forget to the then what the like this one, eh? Vocabulary, a good car, tap over the arm, you know? Vocabularies. Vocabularies, the dictionary, now we are. Speaking. Now I'm holding you here. I want to know a lot of vocabulary, vocabulary, now you get to know, and vocabulary, I'm not going to go, Hey, Dama, do improve my writing skill. Should I book up to the ocean writing my lo yare, speaking my tea during my. Okay, no. Now we are I also want to improve your ma in my. Because I can. Lâu um, to lâu mà, bên này mình to lâu mà. English sẽ gặp cho no em này mình to lâu mà. To lâu. To lâu mà lâu sẽ nó ra bỏ chứ. <laughs> I want to know a lot of vocabulary. vocabulary of Nali Bitsine to improve the down to my writing skill. They shall need out of one. So I showed my vocabulary, writing my body. Otherwise, I also want to improve my speaking. Speaking it to that, I want to talk to native english ဖြစ်ပေါ့ english စကားပြောတယ် native native ဆိုတာကအာမိခင်ဘာသာစကားပေါ့နော်တချို့တော့ဆိုလို့ရှိရင် farmers ရဲ့ native ပဲဒီ english စကားပြောရင် english တွေ ਨੇ စကားပြောချင်အဲ့လိုဒါမယ်နော်အဲ့ဆိုလို့ရှိရင်ဒီဟာလေးရဲ့ဒီဟာလေးကိုပြောရှင်းထားမယ်ဒီစာအုပ်ရှေ့မှာရေးထားမယ်ပေါ့နော်ရေးပြီးတော့လားဟုတ်ပါဘူးနော်โอเค အဲ့တော့ရှင်ရှင်ဒီမှာ speaker ပြောင်းလိုက်တယ်ပေါ့နော် native speaker this စကားပြောရတဲ့သူ native english speaker ဆိုတော့ရှင်ရ US ရှိမယ် UK ရှိမယ် Australia ရှိမယ် Canada ရှိမယ်အဲ Singapore တို့ India တို့ကကြာသူကသူတို့ရေယုံသုံး English လေးပါတယ်ပေါ့နော်ဒါပေမဲ့သူကဘယ်လို India ဆိုလို့ရှင်လဲ Hindu ဘာသာကညက်ပြီးတော့ပြောရပေါ့နော် Philippines ဆိုလို့ရှင်လည်းဘယ်လိုလဲ English စစ်စစ်ပြောတဲ့သူကကြတော့ US UK ကနေဒါ Australia New Zealand အဲ့နိုင်ငံတွေရှိတယ်။ Okay အဲ့ဆိုအဒီဟာလေးတွေကိုအတန်ထွက်ပြီးတော့ဖတ်ကြည့်အောင်နော်။အရှင်းအရင်ဖတ်ပြမယ်။အနောက်ကတစ်ချက်အတန်အတိုင်းအနည်းဆက်ဆောင်လိုက်ပြီးတော့ဆိုပဲ။ဒါမနော်။ My passion is my strength My passion is my strength I am weak at speaking and writing. I am weak at speaking and writing. I want to know a lot of vocabularies to improve my writing skill. I want to know a lot of vocabularies to improve my writing skill. I also want to improve my speaking because I want to talk to native English speakers. I also want I also want to improve my speaking because I want to talk to native English speakers. ဒီတန်ပါမယ် okay, as no? အတန်ပါမယ်။ဟုတ်ပြီနော်။ဒီမှာလည်း as တန်ပါမယ်။ဒီမှာလည်း as တန်လေးပါမယ်။ဒါမျိုးနော်။အဲ့တော့ဒီခါကျတော့ 挂过出去啊。嗯、my <laughs> my passion is my sword. I am reading, speaking, and writing. I want to learn a lot of vocabularies to improve my writing skills. I also want to improve my speaking because I want to talk to latest English speakers. The English speakers. ဆိုတာရှင်းတော့ဒီ empower speech empower speech ပဲအဲ့ဒါပုံလေးလေးနဲ့ပါပေါ့နော် okay ဒီစာရေးတော့မယ်ဆိုလို့ရှိရင်အဓိက sentence တရား sentence လေးတွေစီတက်ရမယ်ပေါ့နော် sentence စီရရမယ် sentence ဆိုတာဘာလဲဘာကိုပြောရမလဲ sentence ဆိုတာစာကြောင်းစာကြောင်းဝတ်ကြ ဟောကြားတကြောင်းပေါ့နော်ပြီးတော့စံတဲ့တကြောင်းစီလို့ရှိရင်ဘာတွေပါလဲဥပမာ my name is my name is ဟာပါတော့ zuzu my name is zuzu အဲ့ဒါအဆလို့ရှိရင်ဒီမှာ my name is ဒါစံတဲ့တကြောင်းတချို့စံတဲ့တကြောင်းဆိုရှင်အနောက်က full stop ပါတယ်ပေါ့နော် okay ဒီနေရာမှာ mine ါတယ် name ပါတယ် is ပါတယ်စု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 ကကြတော့ကိုယ်နာမည်ဆိုတော့ mine ကပါလေ name ကပါလေ is ကပါလေ subject ပါဟုတ်တယ် my name က subject ဟုတ်တယ်နော် is ကကြတော့ verb main verb ပေါ့နော်ဒီနေရာမှာဆိုရှင် main verb စုစုကကြတော့ကိုယ်နာမည်ဆိုတော့ your subject တကြောင်တိစောက်လို့ရှင်ရယ် subject ပါတယ် verb ပါတယ် verb ပါတယ် subject ကပါလဲ name နာမည်နာမည်ကပါလဲ noun ကျော်သရှိတဲ့မဲ့အကုန်လုံးကိုပါခေါ်လဲ noun လို့ခေါ်တယ်။ကိုအနားမှာရှိတဲ့ဟာတွေက noun ပဲဖုန်းလဲ noun ပဲ laptop လဲ noun ပဲစာအုပ်တွေလဲ noun ပဲဟုတ်တယ်နော်။ဟုတ်ပြီဒီ mind ကတော့ပါလဲ mind ကျွန်တော်ကျွန်တော်ကကြာ noun ရဲ့အစာသုံးတာအဲ့ဒါကြောင့်ဒီ pronoun ဖြစ်ပါတယ် I mean my mind really. You know? I mean my mind, we ask our our he he pronoun also. Now that she the no? Person, place, thing, idea. Lisa to a noun Playground, ball, love, Nada, Nanga, Beer, Rose, YouTube, Tarakon and Noun Bay. ဆိုတော့ဒီလိုမျိုး client တွေလို့မရတဲ့အချစ်တို့အမောင်းတို့မေတ္တာတို့အဲတန်ရောဆိုင်တို့ဥပိ္ပခါတို့အဲ့ဒါတွေကလည်းနောင်ပဲသူကတော့ client တွေလို့မရတဲ့နောင်ပေါ့ဒီ playground တို့ ball တို့ဒီအပကံလုံးတို့က client တွေလို့ရတယ်ဒီအားကြောင့် client တွေလို့မရတဲ့နောင် extra နောင်ပဲပေါ့နော်သူက design နောင်လို့ပြထားလို့ရှိရပြီ buff ကကြတော့ဒီလိုမျိုး buff ကကြတော့မျိုးရှိတယ် ဘောက်ကကြတော့နူမိုရှိရပေါ့နော်ဆိုတော့ဒီနေရာမှာအာဘောက်ဘောက်ကကြတော့လို့ပြောသောသေးလားသေးစားသည် action ကိုပြောတာပေါ့ lock chit the play ကစားသည် eat study learn live နေထိုင်သည် smile ပြုံးသည် smell အနံ့ရသည် wash ကြည့်သည်အဲ့ဒါတော့ခဏနော်ရှေဝါဇုံကဟို business account ဖြစ်တဲ့အကြောင်းကိုအခုထွက်လိုက်မယ် ခဏနေကြာလို့ရှင်ပြန်ဝင်လာမယ်ထွက်ပြီးတော့ရှင်တမနစ်လောက်ပဲပြန်ဝင်ခင်မယ်နော်ရမယ်ရမယ်နော်အဆင်ပြေရောမမ